မီဇာတဲ့မီမထွက်တဲ့ AV အထွက်ဆက်နှက်ဖို့တဲ့ AC အထွက်ဆက်နှက်ဖို့ပါဗျာတဲ့စီပြောင်းမီပြောင်းရပါလေဗျာတဲ့ကာဗွန်အစ်စ်ပါဗျာတဲ့ဘယ်ဟာဆက်ရမလဲဆရာဆက်နိုးမဝက်ဘူးဆရာတဲ့ကျေးဇူးပြုရေး RP ပေးပါဦးတဲ့โอเคညီလေးအခုဒီမှာတော့ RP ပြန်ပေးပါမယ်ဒါပေမဲ့အခုရဲ့မီဇာနဲ့ပတ်သက်တဲ့ပြင်ထားတဲ့ဗီဒီယိုပို့တွေမှာညီလေးဝင်ကြည့်ပါအဲ့ဒါဆိုရင်တော့ပို့ပြီးတော့အကျိုးရှိလိမ့်မယ်ဒီမှာတော့ကိုကအဲဗဇက်ကနေပဲပြောပြလို့ရမှာเนาะညီလေးပို့ပြီးတော့နားလဲခြင်းနဲ့သိခြင်းနဲ့တွေ့ခြင်းနဲ့ဆိုရင်တော့အဲ့ဒီမီဇာပို့တွေကိုတစ်ချက်ရှာကြည့်ပါဒီမှာတော့ကိုပြောပြပါမယ်เนาะ AVIA အမှုစနဘူးအထွက်ဆိုတော့အကူတို့ကဒါအဲဒီလိုတော့ရှိရနော် AVIA ကဆဆာကြီးနှိုးတဲ့အချိန်မှာဘိုးကအနေငယ်ပဲထွက်မှာအဲ့ဒီအနေငယ်ကိုအမ်ချာတုံးကိုပို့လိုက်မှာအမ်ချာတုံးကတန်လိုက်တုံးကြီးဖြစ်သွားပြီဆိုမှသာလျှင်အဲ့ဒီ AVIA ထွက်တဲ့ AVIA ဝင်တဲ့ဘိုးကတက်လာမယ် AVIA နဲ့ပြန်ထွက်တဲ့ဘိုးကတက်လာမယ်အဲ့ဒီကြာမှသာကျွန်တော်ကအဲမီအာ AC က290အထွက်မှာဖြစ်ပါတယ်အခုအားကညီလေးဟာ AVIA ဆနဘူးဆိုတော့မထွက်ဘူးတော့မဟုတ်ထွက်တယ် နဲနေရပေါ့နော်အဲ့တော့အခုအကြံပြုချင်တာကအချက်နှစ်ချက်ဖြစ်နိုင်တယ်အဲသုံးချက်ဖြစ်ဖို့များပါတယ်အေ ABR ပဲမကောင်းတာလားပေါ့နော် ABR မကောင်းရင်လည်းသူအားဒီဘူအားတက်မလာဘူးဆိုလည်းအဆင်ပြေဖြစ်တတ်တယ်ဒါကတော့ ABR မကောင်းဘူးဆိုတော့လုံးဝမထွက်တာမျိုးဖြစ်တတ်တယ်အခုကတော့နည်းနည်းတော့ထွက်တယ်ပေါ့နော်အနောက်ဒုတိယတစ်ချက်ကနော် ABR ကိုလာတဲ့ quality နဲ့မကောင်းတာလားဒါလည်းဖြစ်နိုင်ချေနည်းနည်းတော့ရှိတယ်ရှားတော့ရှားတယ်အဲအဖြစ်နိုင်ဆုံးကတော့ ABR ကနေထုတ်ပြီးတဲ့ အဲခုနဆနဘူဆိုတဲ့ဘူအားကအတွင်းထဲကအမ်ချာလုံးကြီးကိုအဲမရောက်ရှိတာဖြစ်နိုင်တယ်နော်အဲမရောက်ရှိရဆိုငါကြီးကတော့ကာဗွန်တော့အသစ်ထည့်ထားတယ်ကာဗွန်ကတော့မိပါလိမ့်မယ်ဒါပေမဲ့မရောက်ရှိရဆိုတော့ခုနကကာဗွန်ကအတင်းထဲအမ်ချာလုံးရဲ့ကြီးစိတ်ကိုလမ်းပို့တာဖြစ်တယ်အဲကြီးစိတ်နဲ့ coin နဲ့ဆက်တွေ့ထားတာအဲ့တနေရာကလွတ်ဖြစ်တာမျိုး coin ကပြတ်နေတာမျိုးဆိုရင်ခုနကပေးပို့တဲ့ဆနဘူဆိုတဲ့ဘူအားဟာလေခုနကအမ်ချာလုံးစီ အဲခုနဒိုင်နမိုအမ်ချာလုံးကြီးစီမရောက်ရှိဘူးမရောက်ရှိရင်အိုက်ခေါင်ကြီးကတန်လိုက်တုံးကြီးဖြစ်မသွားဘူးအဲ့ဒါဆိုရင်တော့ဒီကထွက်မှာမဟုတ်ဘူးအဲ့တော့အကိုခုနကဗီဒီယိုဒီကိုပြန်ကြည့်ပါလို့ပြောထားတယ်ဒီမှာအကိုထပ်ပြီးစမ်းစရာတခုထပ်ပြောလိုက်မယ်အခုနကအမ်ချာလုံးကြီးကိုတွားတဲ့ကာဗွန်ပေါ့နော် AVR ကျိုးကိုကာဗွန်ကိုမတက်ဘဲနဲ့အဲ့ဒီကာဗွန်ကျိုးကိုအပြင်ကနေပြီးတော့ဘက်ထရီ၃လုံးလောက်နဲ့ဗီဒီယို၃လုံးအပေါင်းရဲ့နှုတ်ရဲ့ပေါင်းရဲ့နှုတ်ရဲ့ပေါင်းရဲ့နှုတ်ကျွမ်းလိုက်အဲ့ဒါဆို36ခုရမယ် အဲ့ဒီ36ဖို့ကိုအမရှာလုံးကိုသွားတယ်ခဏကာဗွန်ကျိုးနှကျိုးကိုလမ်းကျွေးကြည့်ပါ APR ဖြုတ်ထားလို့ရ APR မတက်လည်းရရယ်နော်အခုဟိုမီဆက်ဗီဒီယိုတွေမှာအဲ့ဒီဟာတင်ထားတယ်ခဏကအမရှာလုံးကြီးကိုအပေါင်းနှုတ်36ဖို့လို့ကျွေးကြည့်ပါ36ဖို့ကျွေးလို့မှခဏလိုမျိုးအပြင်မှာမီးမထွက်ဘူးဆိုရင်တော့သေးကြတယ်ငန်းကြီးခဏကငန်းကြီးအမရှာလုံးကွိုင်းပြက်နေတာဖြစ်ဖို့သေးကြတယ်လောက်ဖြစ်သွားပြီထွက်တယ်ဆိုရင်တော့သေးကြတယ်အဲ့ APR မကောင်းတာလားခဏ APR ကိုပို့တဲ့ကွိုင်းနေမကောင်းတာလားဒါဆိုတော့ငန်းကြီး အဖြေတစ်ခုကိုအဖြူအမဲတဲတဲကွဲကွဲရှာဖွေတွေ့ရှိသွားလိမ့်မယ်ဆိုတာအခုယုံကြည်တယ်ခဏနားမလည်ဘူးဆိုတော့မီဒီယိုမီဆက်ဗီဒီယိုပို့တွေကိုလည်းထပ်ကြည့်ပါနော်အဲ့ဒီမှာအခုအသေးစိတ်ပြထားရှိပါတယ်နော်အဆင်ပြေပါစေ